ီကနေ့အော်တိုဘာလ3ရက်နေ့အတွက်သတင်းတွေကိုတင်ဆက်ပေးတော့မှာပါဒီကနေ့ရဲ့သတင်းတွေကတော့လိန်လယ်လယ်ပြားမဲဆွယ်မှုများရှိပါကအပွဲချုပ်ကိုတင်ပြပေးဖို့ဒေါ်ဆန်းစုကြည်ပြောကြားလျှက်စစ်ဝင်ကြီးဦးခင်မောင်စိုးနဲ့ပြည်ခိုင်ပြိုးပါတီကိုယ်စားလှယ်လောင်းများလျှက်စစ်ရရှိရေးအကြောင်းပြပြီးမဲဆွယ်မှုကိုအရေးယူပေးဖို့ NLD ကိုယ်စားလှယ်တိုင်ကြားတိုင်းပြည်သမီးတော်မင်းသမီးသီရိတုံနဲ့ဖွဲ့တဝဲထူးစည်းဝိုင်းစုံနဲ့တဝဲမြို့ကိုလာရောက်ခဲ့ စာအုပ်မျိုးစားပေါင်း9000ကျော်ပါဝင်တဲ့ကမ္ဘာအကြီးဆုံးရေပေါ်စာအုပ်သင်္ဘောအလုံးစိတ်ကမ်းမှာစိုက်ကပ်ထားပြီးလာရောက်ကြည့်ရှုသူများပြားကမ္ဘာကျော်သေးတဲ့ရှင်ရှောင်းကင်းစတက်ဟာအော်တိုဘာလ၄ရက်နေ့မှာရန်ကုန်မြို့မိုင်ဒါခွေးမှာဖျော်ပြမဲ့ဆွေးသတင်းတွေကိုတင်ဆက်ပေးမှာပါကချင်ပြည်နယ်ကိုရောက်ရှိနေတဲ့ဒေါ်ဆန်းစုကြည်ဟာအော်တိုဘားလ3ရက်နေ့မနက်ပိုင်းကမြေကြီးနားရှိတရားဥပဒေစိုးမိုးရေးစင်တာများစီမံကိန်းဖွင့်ပွဲကိုသွားရောက်ခဲ့ပြီးတဲ့နောက်စေနာရီခွဲခန့်မှာမိုးကောင်းမြို့နယ်နမတိမြို့မှာ ရေကောက်ပွဲအောင်နိုင်ရေးမဲဆွယ်စည်းရုံးဟောပြောမှုတွေပြုလုပ်ခဲ့ပါတယ်။အဲ့ဒီနောက်နနက်စစ်တနာရဲ့ကြော်မှာမိုးကောင်းမျိုးကိုရောက်ရှိလာခဲ့ပြီးရွေးကောက်ပွဲဆိုင်ရာမဲဆွယ်စည်းရုံးရဲ့ဟောပြောပွဲတွေဆက်လက်ပြုလုပ်ခဲ့ပါတယ်။မိုးကောင်းမျိုးမှာရွေးကောက်ပွဲအွန်လိုင်းရဲ့ဟောပြောပွဲကိုမွန်းနေ့12ရက်မှာပြုလုပ်ခဲ့ပါတယ်။ ဘိုးကောင်းမျိုးအာကစားဝင်မှာပြုလုပ်တဲ့ရွေးကောက်ပွဲအွန်လိုင်းဟောပြောပွဲမှာဒေသခံတို့ကအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကိုမဲပေးခဲ့ပြီး NLD မနိုင်ရင်ထောင်ချမယ်လို့ပြောဆိုနေတာတွေဟာမှန်ကန်ချင်းရှိမရှိမေးမြန်းခဲ့ပါတယ်။ဒီလိုမေးမြန်းမှုကိုဒေါ်အောင်ဆန်းစုကြည်ကဒီလိုပြောဆိုမှုဟာလိမ့်လေလှည့်ဖြားပြီးမဲဆွဲတာဖြစ်ကအဲ့ဒီလိုမဲဆွဲမှုကိုတရားဥပဒေအရအရေးယူနိုင်တယ်လို့တသက်ရှိလို့ရှိရင်အဖွဲ့ချုပ်ကိုတင်ပြပြီးပြန်လည်ပြောကြားဖြေရှင်းခဲ့ပါတယ်။ ဒါပေမဲ့ဒီမှာနိုင်ငံဟာအနှစ်90ကျော်ချိန်ချောက်ပြီးတော့အုံချုပ်ခဲ့အာနာရှင်စနစ်အောင်မှနေခဲ့ရတော့ပြည်သူလူတွေကြောက်တယ်ဆိုတာလည်းဒါတော့မထူးဆန်းပါဘူး။ဒါတော့ဒီမှာရဲ့အဲဒီတော့တော့ပြည်သူတွေကိုပြောဖို့ဟာထောင်လဲတော့ချလို့မရပါဘူး။အဲ့ဒီနိုင်တော်လို့ရှိလို့ရှင်ဘယ်သူ့အမှသူတို့လိုက်ပြီးထောင်ချလို့ရမှာမဟုတ်ဘူးဒီလိုချင်းချောက်တဲ့လူတွေကောင်းမသိမ်းသာရောက်တော့အောင်လို့ MLD ဟောတာပုံပြီးတော့မဲပေးလိုက်ပါလို့ လေလုံးလုံးလက်ပြမှုနော်လုံးလုံးလက်ပြပြီးတော့မဲဆွဲတဲ့ဟာတရားဟုတ်တွေကအေးအေးယူနိုင်တယ်တက်တဲ့ရှိလို့ရှိလို့ရှိရင်ကျမတို့တင်ပြပါကျမတို့ဥပဒေရကိုအေးအေးယူပါမယ်အခြေခံအပြင်ကျမအမြင်မှာတော့အုပ်ချုပ်တဲ့အစိုးရဟာဖြတ်မှလို့ရှိရင်ပွင့်လဲလို့ရှိရင်ပြည်သူအကျိုးကိုကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့အကျိုးအတွက်အရှိမထားမယ်ဆိုလို့ရှိရင်ကျမတို့မပြေရှင်းနိုင်တဲ့ပြဿနာဆိုတာမရှိပါဘူး။အဲ့ဒီထဲမှာတိုင်းလာရေးတွေလည်းပါပါလေ ဒါမျိုးကျမတို့တိုင်းသားအရေးတွေနဲ့ပတ်သက်လို့ကျမတို့ပြည်သူတွေလည်းအလုံးဝိုင်းပြတော့ဖြည့်ရှင်းပေးပါလို့ကျမမေတ္တာရပ်ခံကြပါလေကျမရဲ့တိုင်းသားလူမျိုးတွေအလုံးကြားမှာမေတ္တာပွားအောင်လို့ယုံကြည်မှုပွားအောင်လို့တရားပေါ်တရားချစ်ချစ်ခင်ခင်လေးလေးဆဆနေနိုင်အောင်လို့ပြည်သူတွေကလည်းဝိုင်းပြီးတော့လုပ်ပေးကြပါအဲ့ဒီလိုစိတ်ဓာတ်တွေရှိမှကျမတို့ဥဆောင်တဲ့အစိုးရကထိရောက်တဲ့ငြိမ်းချမ်းရေးစီမံကိန်းတွေကိုမြန်မြန်ဆန်းဆန်း အကောင့်ထဲပေါ်နိုင်မှာဖြစ်ပါတယ်အဲ့ဒီဟောပြောဘက်ကို NLD ပါတီထောက်ခံသူထောင်နဲ့ချီတက်ရောက်ခဲ့ပါတယ်အဲ့ဒီတော့ဒေါ်အောင်ဆန်းစုကြည်ဟာမိုးကောင်းမျိုးရှိပစ္စည်းမယုံကြောင်းတိုက်ဆရာတော်ကိုဝါဇိုသင်ကန်းဆက်ကတ်လူတမ်းမှုပြုလုပ်ခဲ့ပါတယ်မြကျနာမျိုးကလည်းမိုးကြီးမျိုးအသွားလမ်းတစ်လျှောက်မှာလမ်းမေးဝဲရမှာသူမကိုကြိုးစိုးသူအများပြားရှိခဲ့ပါတယ် ရှိဟိုပင်မြို့မှာပြုလုပ်တဲ့ရွေးကောက်ပွဲအောင်နိုင်ရေးလူလူဟောပြောပွဲမှာ NLD အနိုင်ရခဲ့ရင်အဂတိလက်ဆောင်မှုအတွက်အာမခံနိုင်မှုရှိသလားလို့ဒေသခံပြည်သူတွေကမေးမြန်းမှုပေါ်မှာအခုလိုဖြေကြားခဲ့ပါတယ်။မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကိုစလဲလောင်းနေကိုရွေးတဲ့အခါမှာကိုစလဲလောင်းအားလုံးဟာမိမိတို့ရဲ့ပိုင်ဆိုင်မှုတွေမွှေ့ပြောင်းနိုင်တဲ့ပိုင်ဆိုင်မှုတွေစည်ရင်းကိုကျမတို့အဖွဲ့ချုပ်ကိုပေးရပါမယ်။နောက်ပြီးတော့လည်းပိုင်ဆိုင်မှုတွေနဲ့ပတ်သက်လို့ မမမကန်လာရှိလို့ရှိရင်အဖွဲ့ချုပ်ကနေပြီးတော့စီစစ်ကျင်လာရရှိရင်အစီစစ်ခံရမယ်ဆိုတာလေအမခံချက်ဝိခံချက်ကိုလက်မှတ်ထိုးရပါတယ်။ဒီတော့ကျမတို့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတက်လာတဲ့ကိုယ်စားလှယ်တွေကျမတို့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရမှပါဝင်တဲ့ပုံပေါ်တွေအားလုံးကတော့အဲ့ဒီလိုက်စားမှုကိစ္စကပါနေရမယ်လို့ကျမအမခံပါတယ်။မကင်းလို့ဆိုလို့ရှိရင်ကျမတို့ဥပဒေအရအရေးယူပါမယ်။ တန်းဖြစ်ပေါ်ပါတယ်။ဟုတ်လား။ဆက်ကြည့်ရင်ရောက်တဲ့အချိန်ကိုကိုယ်တိုင်ကလုံးနေတဲ့အခါကျတော့အောက်ကလူတွေလုံးချတယ်ရောဝမတားသိနိုင်ဘူးဖြစ်နေတာပါ။ဘုံဘုံအဲ့ဒီမိုက်ဆောင်မှုနေချင်းညာချင်းဒီမှာတော့ပျောက်သွားအောင်လို့လုံးလုံးမရဘူးအစအဖြစ်နဲ့တော့တတ်ရှင်းတဲ့အစိုးရတခုတော့ထူထောင်ပေးပါမယ်လို့ကျွန်မအနေနဲ့အားမခံပါဘူး။ကချင်ပြည်နယ်ခီးစဉ်တွင်နေရအများပြားမှာပြည်သူတွေကဘာသာရေးနဲ့ပတ်သက်ပြီးမေးမြန်းတာတွေကို ဒေါအောင်ဆန်းစုကြည်ကဘာသာရေးအသုံးချပြီးစီယုံချင်းတွေပြုလုပ်နေတော့ကြောင့်ဘာသာရေးကိုအသုံးပြုပြီးနိုင်ငံရေးလှုပ်ခြင်းဟာဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ရာရောက်ပြီးဒီလှုပ်ဆောင်မှုကိုတိုင်းရင်းသားတွေအေးစင်းညညွတ်စွာဖြေရှင်းဖို့အရေးကြီးတယ်လို့ပြောခဲ့ပါတယ်။ဟောပြောပွဲတွေကိုဒေသခံတိုင်းရင်းသားပြည်သူလူထုအများအပြားတက်ရောက်ခဲ့ပါတယ်။ဒေါအောင်ဆန်းစုကြည်ဟာအော်တိုဘာလ၄ရက်နေ့မနက်ပိုင်းမှာလဲကချင်ပြည်နယ်အတွင်းမှာရေးကောက်ပွဲအောင်နိုင်ရေးဟောပြောပွဲတွေဆက်လက်ပြုလုပ်ဖို့ရှိနေပါတယ်။ လက်စစ်စွမ်းဝင်ကြီးဌာနပြောင်သူဝင်ကြီးဦးခင်မောင်စိုးနဲ့လက်ကူမျိုးနယ်ကနေဝင်ပြိုင်မဲ့ပြည်ခိုင်ပြိုးပါတီကိုယ်စားလှယ်လောင်းနေဟာကြီးရွာလက်စစ်မီရရှိရဲ့အကြောင်းပြပြီးမဲဆွဲစည်းရုံးနေရာကြောင့်အရေးယူပေးဖို့ NLD ပါတီကနေအမှုဖွဲ့တိုက်ကြားမှုတွေရှိနေပါတယ်ကံပြိုးပါတီမှဝင်ရောက်ချင်းပြန်ရွေးခံပြီးလွတ်တော်ကိုယ်စားလှယ်လောင်းများသည့်ရွေးကောက်ပွဲဥရီပုံမှ58ကာကြီးကိုကျူးလွန်ဖောက်ပြက်သည်ဖြင့် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားခြင်းကိုအများပြည်သူတို့တင်ပြသည့်သတင်းစာရှင်းလင်းပွဲအခမ်းအနားဖြစ်ပါတယ်အဲဒီကိစ္စနဲ့ပတ်သက်ပြီးအော်တိုဘာလ3ရက်နေ့မွန်လွဲပိုင်းကရန်ကုန်တိုင်းဒေသကြီးလှေကူးမြို့နယ် NLD ရုံးမှပြုလုပ်တဲ့ပြည်ခိုင်ပြိုးပါတီကဝင်ရောက်အရှင်းမြိုင်ရွေးချယ်ခံမဲ့လွတ်တော်ကိုယ်စားလှယ်လောင်းများရွေးကောက်ပွဲဥပဒေပုံမှန်58ကိုကျူးလွန်ဖောက်ဖျက်သဖြင့်ရဲစခန်းမှာအမှုဖွင့်တန်ကြားထားခြင်းကို များပြည်သူကိုတင်ပြတဲ့သတင်းစာရှင်းလင်းပွဲမှာဦးဖြိုးမင်းသိန်းကအခုလိုပြောခဲ့ပါတယ်။အော်တိုဝါတရက်စီမှာကျွန်တော်တို့ဘာလားကိုအဖြတ်ပါပဲ။ကျွန်တော်တို့စပြီးတော့ဒီကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက Transformer ဘုံဖွင့်ပွဲတစ်ခု လုပ်မယ်ဆိုပြီးတော့ပြင်ဆင်ထားပါတယ်။အဲ Transformer ဘုံနဲ့တိုက်ရက်ဒီရတစ်ခုမှာဒီ Transformer ဘုံကြီးကိုဖွင့်မယ်။ခန္ဓာအစီအစဉ်ကြီးတဲ့စီစဉ်ထားတယ်။ဒါဘီတောင်စုဝင်ကြီးဥက္ကမောင်စိုးကိုတိုင်လည်းဒီခီးစင်ပါ လိုက်ပါမယ်ဆိုပြီးတော့ဆိုပါတယ်ဒါဟာမဲဆွယ်စီယုံရင်ခီးစဉ်ဖြစ်တယ်လို့လည်းတရားဝင်ထုတ်ပြန်ထားပါတယ်အဲဒီနေရာမှာပါဝင်တဲ့သူတွေကတော့ကျွန်တော်တို့ပြည်သူ့တော်တော်ကိုယ်စားလှယ်ခမောင်ဆိုးပြည်တော်စုဝင်ကြီးတရားစစ်ဆောင်ဝင်ကြီးဌာနအမျိုးသားထွတ်တော်ကိုယ်စားလှယ်ကောင်းဥဆွေအောင်တိုင်းဒေသကြီးထွတ်တော်ကိုယ်စားလှယ်မဲဆန္ဒနဲ့တင်းဦးအောင်မြတ်ဒီလူတွေအပါအပေါ်ဒါကိုယ်စားလှယ်ကောင်းဒီလူတွေအပါ ထားပါတယ်ဒီဓာတ်ပုံမှတ်တမ်းများကိုလည်းကျွန်တော်တို့ဒီ yes ကမှာကျွန်တော်တို့ပြင်ပြထားပါဒီအချိန်နေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဒီ transformer ဘောင်ဖွင့်ပွဲကိုကျွန်တော်တို့စိတ်ဝင်စားပါဘူးဒါဘာဖြစ်လို့လဲဆိုတော့ဖွင့်ပွဲတွေဘာတွေဆိုတာကတိတ်အရေးကြီးတဲ့ကိစ္စရတယ်မဟုတ်ပါဘူးအဓိကအနှစ်သာရကိုကဘာလဲဆိုတော့ဒီ transformer ဘောင်ကိုမဲဆွဲစီယုံလို့မရပါဘူး ။ဘာကြောင့်လဲဆိုရင်ဒါဟာဒီနိုင်ငံရေးပါတီများကိုယ်စားလှယ်များလိုက်နာရမယ်ကျင့်ဝတ်တွေမှာအခုလိုက်နာဆောင်ရွက်ရမယ်ဆိုတဲ့အခြေအနေနေနဲ့ပတ်သက်ပြီးတော့ဖော်ပြထားချက်ရှိပါတယ်။ဒီအတွက်မင်းဆက်နာကြီးမှာ ရက်ွက်အုတ်ချုပ်ကျွန်တော်တို့ခေါ်ပြီးပြဟာတရွာလုံးကျွန်တော်တို့ကအများကြီးလူတွေတော့ထုတ်ပြောနေကြမှာမရှိပါဘူးတရွာလုံးကိုကျွန်တော်တို့သက်တည်ပြနေပါတယ်တရွာလုံးက ဒီနေ့တော့ transformer ဘုံကြီးဖွင့်မယ်လို့ရွာမှာရှိတဲ့လူတိုင်းကသိနေတာပါဒါဟာကြက်ခိုင်ဖွံ့ဖြိုးရေးပါတီကလောက်တာမဟုတ်ဘဲနဲ့ကြက်ခိုင်ဖွံ့ဖြိုးရေးပါတီကလောက်တယ်လို့ပြောဆိုနေကြတဲ့အခြေအနေတွေလဲဒါပါလဲဆိုရွာလဲပတ်စံထည့်ရတယ်ကြက်ခိုင်ဖွံ့ဖြိုးရေးတယောက်တည်းလည်းပေါ့ဘူးဒါအစိုးရကနေပြီးတော့ဒီဥစ္စာကိုချက်ပဲဒီတည်ကြီးပွတ်ထားနေတဲ့အခြေအနေမှာဒါဟာသက်တည်သူပါဆိုရွာတရွာလုံးဖြစ်ပါလေဒီအပြင်ကျွန်တော်တို့ကရက်ရွာရဲ့အုတ်ထုတ်ရေးမှုကိုကျွန်တော်တို့ဒီအခြေအနေကိုအသိပေးပါ သူကြားသိပါတယ်ကျွန်တော်သူ့ကိုပုံပွင့်လေးလေးပြောပါတယ်ဒီအခြေတွေကိုကိုတူတဲ့တည်ထားတယ်လို့ဆောင်ရွက်လို့မရဘူးတစ်ချိန်ချိန်မှာဒီဆောင်ရွက်မှုဟာတည်ဆဲဥပဒေအရညှိစွန်းလာနေတယ်ဒီအတွက်အုတ်ချုပ်ရင်းမှုဒီအလုပ်လုပ်နေတယ်ဆိုတာကိုသိကြဒီနေရာမှာမီလီယံအဖွဲ့ဒီမီလီယံအဖွဲ့ရဲ့ဥက္ကဋ္ဌကြီးပြောကြားချက်ဒီရွာမှာရှိနေတဲ့လူတွေရဲ့ပြောကြားချက်ဒီအခြေအနေတွေကိုကိုကကကျွန်တော်တို့ yes ကမှတည်မှုကိုပွားရောက်ဖွင့်ဖို့စူးစမ်းပါတယ် NLD ပါတီကတိုင်ကြားမှုကိုလဲကူမျိုးနယ်ပြည်ခိုင်ဖြိုးပါတီရဲ့မျိုးနယ်အလုံးအမှုဆောင်ကော်မတီဝင်ဖြစ်သလိုမျိုးနယ်အောင်နိုင်ရေးဖွဲ့ဥက္ကဋ္ဌကအခုလိုဖြေရှင်းခဲ့ပါတယ်ဒီတော့သူဝန်ကြီးအပါဝင်လှုပ်တော့ကိုယ်စလဲများမဲမဲဆွဲစည်းရုံးနဲ့နေရနဲ့ထရန်စဖော်မာနေရနဲ့ဟာနီးတယ်။နော်နီးနီးတယ်။အဲ့တော့နီးတဲ့အခါကျတော့ဒီဘက်ကတို့ဟာဒိုးယိုးသားသားအပါတို့ကကပြောခဲ့သလိုပဲ။နော် ခြေခံပြီးတော့မှဒီကော်မရှင်ဥပဒေအရပဲမဲဆွယ်စီယုံတဲ့လုပ်ငန်းကိုလုပ်ဆောင်ခြင်းဖြစ်တယ်။အဲ့ဒါကိုမှဟိုဘက်ကဖွင့်လုံးရိုက်ပြီးတော့မှနော်ဖွင့်လုံးရိုက်ပြီးတဲ့ခါကျတော့မှဒီဟာကိုဝီးဖွင့်ပွဲလုပ်ပြီးတော့မှမဲဆွယ်စီယုံပါတယ်ဆိုပြီးတော့မှမတရားသဖြင့်သမုတ်တာဖြစ်ပါတယ်။မတရားဖြင့်သမုတ်တာဖြစ်ပါတယ်။အဲ့တော့ဘားတို့ကပြန်ပြီးတော့မှအဲ့ဒီသတင်းကိုကြားတဲ့အတွက်ကြောင့်နော်အဲ့ဒီသတင်းကိုကြားတဲ့အတွက်ကြောင့် ဒီနေ့လဲကူးမျိုးနယ်မှာရှိကြတော့နော်ပြည်ခိုင်မျိုးပါတီကိုလိုလားကြတော့တနည်းအားဖြင့်ဒီတို့ပြောင်းစုဝန်ကြီးကိုချစ်ခင်ကြတော့ပုပ်ကူများကနေပြီးတော့မှဒီတရုံးလုံးဒီကိုလာတက်တယ်အားလုံးလူကြီး900ကျော်ရှိပါတယ်နော်900ကျော်ရှိပါတယ်အဲ့ဒီ900ကျော်သောပုပ်ကူများကနေပြီးတော့မှနော် Skynet sorry Skynet မဟုတ် sorry ဟိုဟာဗာလဲ ပြည်တော်စုနေ့စဉ်အရင်တိုက်ကနေပြီးတော့မှလာပြီးတော့မှယူတာရှိပါတယ်အဲ့ဒီယူတဲ့ပွဲမှာလည်းပဲအမဒီတိုင်းပဲပြောပါတယ်။ဘာပြောတာတော့ဆိုတော့ကျွန်တော်တို့ကကော်မရှင်ဥပဒေအရပဲအလုပ်လုပ်တယ်ဘယ်သူမှမထိခိုက်ဘူးဘယ်သူမှမပြောဘူးအဲ့ဒီနေ့ကပြောသွားတာလည်းပဲနော်ဖွံ့ဖြိုးရေးလုပ်ငန်းတွေမပါဘူးကြံတဲ့ဘာကိစ္စမှမပါဘူး transformer နဲ့ပတ်သက်လို့လုံးဝစကားမပြောဘူး။အောင်နိုင်ရေးအတွက်တီးကြမဲဆိုရယ်စီးရုံသာပဲဖြစ်တယ်ဆိုတော့ဘာလို့ပြောခဲ့လဲ ဒါသူတို့ကတော့သူတို့ကသူတို့ဟိုလောက်ကြံဇလန်းလုတ်ပြီးတော့မှတိုင်နေဟာတော့ဘာလို့မသိဘူးတို့ကကော်မရှင်ဥပဒေနဲ့တရားဝင်ညီညီညွတ်ညွတ်နဲ့လုပ်နေတယ်နော်တရားဝင်ညီညွတ်ညွတ်နဲ့မလုပ်တော့ပုံကများဘာဖြစ်လို့ညီညွတ်နဲ့လုပ်ကြလဲဆိုရင်ကော်မရှင်ဥပဒေမှာကပါပြီးသားနိုင်ငံတော်သိုးရအောင်မပုတ်ခါဘူးအခြားပါတီတွေကိုမပုတ်ခါဘူးအခြားပါတီကပုဂ္ဂိုလ်တွေကိုမပုတ်ခါဘူးကိုရေးကိုယ်တာမပုတ်ခါဘူးကိုပါတီနဲ့ကိုလူတွေရဲ့လုံနိုင်စွမ်းရည်နဲ့ပဲမဲစည်းရုံးရမယ်ဆိုတော့ကော်မရှင်ဥပဒေမှာပြဌာန်းပြီးသားနော် အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်အဘတို့ကအဲ့ဒီစီကံတကြအကုန်လုံးလိုက်ပြောလုပ်နေတယ်အကုန်လုံးလိုက် လုပ်နေတယ်မလုပ်တဲ့အဖွဲ့ကသူတို့အဖွဲ့ကမလုပ်ဘူးအဲ့တော့တို့ပမာသကပုံဆိုရင်တော့တကောကလူပိတ်တယ်အမှန်ကန်အတိုင်းလုပ်နေတဲ့ပုံစံတွေကဘာမှဟောမပြုဘဲနဲ့မမှမကန်လုပ်နေတဲ့သူတွေကမတော်မတရားဆွတ်ဆွဲပြီးတော့ဆွဲဆိုတာချင်းဖြစ်တယ်ဆိုတာကိုအဘပြောနေတယ်အမှုဖွင့်တန်ကြားထားတာကိုသက်ဆိုင်ရာရဲစခန်းကတာဝန်ရှိသူတွေကအမှုဖွင့်ပေးမယ်လို့ပြောထားပေမဲ့ ်ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်ဖြစ်နေတာကြောင့်မှုဖွင့်ရမှာလုံထုံးလုံးဤတွေပြည့်စုံဖို့ပြင်ဆင်နေတယ်ပြောခဲ့ပါတယ်ဒါပြင်အစိုးရဖွဲ့ဝင်ပြောင်သူဝင်ကြီးတူဦးရဲ့ဥပဒေမဲ့ဆောင်ရွက်နေတာတွေကိုထိရောက်တဲ့အရေးယူဆောင်ရွက်တာတွေလမ်းညွှန်ပေးနိုင်ဖို့မြို့နယ်ရွေးကောက်ပွဲကော်မရှင်ပြင်ပြောင်သူရွေးကောက်ပွဲကော်မရှင်နဲ့နိုင်ငံတော်သမ္မတထံကိုအတိအပြအကြောင်းကြားထားတယ်လို့ဥဖြိုးမင်းသိန်းကပြောပါရယ်။ထိုင်းပြည်သမီးတော်ဖြစ်သူမင်းသမီးတီရီဒုံနဲ့အဖွဲ့ဟာထိုင်းနိုင်ငံမှာတဆင့်တင်းတိုင်တိုင်းဒေသကြီးဒွေမြုပ်ကိုရောက်ရှိလာခဲ့ပါရယ်။ အဲ့နောက်ဒဝဲ2စီးပွားရေးဇုံကိုသွားရောက်လေလာခဲ့ကဒဝဲမြို့ပေါ်ရှိသမိုင်းဝင်ရွှေတောင်စားစင်တီတော်ကိုလည်းသွားရောက်ဖူးမြော်ခဲ့ပါတယ်။မင်းသမီးသီရိဒုံနဲ့အဖွဲ့ဟာအော်တိုဘာလ3ရက်နေ့နနက်9:55မိနစ်ခန့်ကထိုင်းတော်ဝင်လေတပ်ထူးလေရင်နဲ့ထိုင်းနိုင်ငံဘန်ကောက်လေစိမ်းမှတဆင့်ဒဝဲလေစိမ်းကိုရောက်ရှိခဲ့တာပါ။အဲ့ဒီနောက်ဒဝဲအထူးစီးပွားရေးဇုံစီမံကိန်းတီရှိရာနုဘူးလေဒေတာကိုသွားရောက်ခဲ့ပြီးစီမံကိန်းဆိုင်ရာလုပ်ငန်းတွေကိုလေ့လာခဲ့ပါတယ်။နနက်10:00ခွဲဝန်းကျင်မှာတော့ဒဝဲထူးစီးပွားရေးဇုံစီမံကိန်းနေရာကနေဒဝဲမြို့ကိုပြန်လည်ထွက်ခွာလာပြီး ညနေ2နာရီလောက်မှာတော့ဒဝဲမြို့ကျက်တရေဆောင်ရွှေတောင်စားစီဒီနဲ့လောကမာရဇင်ဖျားကိုတွားရောက်ဖူးမြော်ခဲ့ပါတယ်။ဒီလိုလေးလာရမှာဇေဒီတော်ဝင်းအတွင်းရှိဖျားကြီးပြတတ်ရှိဒဝဲရိုးရရင်ကျေးမှုရှင်းအောင်ပစ္စည်းတွေကိုလိတ်လာခဲ့ကြပါတယ်။ထိုင်းမင်းသမီးနဲ့အတူအဖွဲ့ဝင်30ကျော်ခန့်လိုက်ပါလာတာပါ။ညနေ3နာရီခွဲလောက်မှာတော့ဒဝဲလေစိတ်ကနေတဆင့်ရန်ကုန်မြို့ကိုဆက်လက်ထွက်ခွာခဲ့ပါတယ်။မင်းသမီးသီရီတုံနဲ့အဖွဲ့မှာအော်တိုဘားလ၄ရက်နေ့မှာတော့ရန်ကုန်မြို့ကနေလေရင်နဲ့ဘိန်းမြို့ကိုသွားရောက်အောင်မှာပဲဖြစ်ပါတယ်။ စောက်အမျိုးသားပေါင်း9000ကျော်ပါဝင်တဲ့လော်ဂိုစောက်ကမ္ဘာအကြီးဆုံးရေပေါ်စောက်တင်မော့ဟာအလုံးစိတ်ကမ်းမှာစိုက်ကပ်ထားပြီးအော်တိုဘာလ3ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့ကလာရောက်ကြည့်ရှုခဲ့သူများပြားခဲ့ပါတယ်ဒီသတင်းနဲ့ပတ်သက်ပြီး 11W TV မှသတင်းတော့တိုးရေပြုတ်ကသတင်းသွားရောက်ရယူထားပါတယ် ဆောက်အမျိုးအစားပေါင်း9000ကျော်ပါဝင်တဲ့ Logo Host ကမ္ဘာအကြီးအဆုံးရေပေါ်ဆောက်အယောင်ပြပွဲကြီးကိုအော်တိုဘားလ3ရက်နေ့ကအလုံးအပြည့်ပြဆိုင်ရာစိတ်ကမ်းမှာဖွင့်လှစ်ခဲ့ပြီးအော်တိုဘားလ14ရက်နေ့အထိပြတ်ရောင်းချောက်သွားမှာဖြစ်ပါတယ် အဲ့ဒီရေဝဆောက်အယောင်ပြပွဲကိုအော်တိုဘားလ3ရက်နေ့မနက်ပိုင်းကဖွင့်လင်းခဲ့တာဖြစ်ပြီးရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်စွေနဲ့အခြားတာဝန်ရှိသူတွေတက်ရောက်ခဲ့ပါတယ်။အများပြည်သူကြည့်ရှုလေ့လာဖို့အတွက်နေ့လယ်တနာရီမှာစတင်ခွင့်ပြုခဲ့ပြီးလာရောက်ကြည့်ရှုသူတထောင်ကျော်ရှိခဲ့ပါတယ်။ Logo Host ကမ္ဘာအကြီးဆုံးစာအုပ်သင်းပေါ်မှာသိပ္ပံဘာသာရပ်စီးပွားရေးနဲ့စည်ပညာအာကစားအမှုပညာနဲ့ချက်ပြုံနီးစတဲ့စာအုပ်အမျိုးအစားတွေပါဝင်ပြီးစာအုပ်ခေါင်းစဉ်ပေါင်း9000ကျော်ကိုပြသရောင်းချသွားမှာဖြစ်ပါတယ်။ ရောင်းချတဲ့စာအုပ်တွေကိုကြက်ငွေနဲ့ဝယ်ယူနိုင်ပြီးစာအုပ်တဝက်ရဲ့တန်ဖိုးမှာအနည်းဆုံးကြက်2400ဝန်းကျင်ကနေစာအုပ်အမျိုးအစားပေါ်မူတည်ပြီးဈေးနှုန်းအမျိုးမျိုးရှိပါတယ်။ဒီလိုပဲမိတ်ဆွေရဲ့အကြောင်းအရာတွေကိုညံ့ပြီးတော့ပါပါတယ်။စာအုပ်ရောင်းပါပါတယ်။ကျွန်တော်နဲ့အတူဒီအတွက်ကျွန်တော်မိတ်ဆွေအတွက်ဝန်းရဆောင်ဖြစ်စီလို့ကျွန်တော်စမ်းပါရှိပါတယ်။ ကမ္ဘာနိုင်ငံတွေကိုလှည့်လည်လျက်ရှိတဲ့ Logo Host ကမ္ဘာအကြီးဆုံးစာအုပ်တင်မောဟာအော်တိုဘားလ၂ရက်နေ့ကရန်ကုန်မြို့အလုံးပြည်ပြည်ဆိုင်ရာတင်မောစေကန်ကိုရောက်ရှိနေတာဖြစ်ပါတယ်။ဟောဝမ်းသာပါတယ်ကျွန်တော်ဒီနိုင်ငံကိုရောက်လာတဲ့အချိန်မှာသူတို့ discount တွေလည်းချတယ်အကုန်လုံးပြီးတော့လေးလာကြရရှိတဲ့ဟာတွေသူ trend နဲ့အကုန်လုံးတတ်တက်ပြီးတော့လေးလာလို့ရတယ်ဆိုတော့ပြောလဲပြောပါတယ်ကျွန်တော်မြန်မာနိုင်ငံရောက်လာတဲ့အချိန်အချိန်တစ်ခေါက်မှာတော့ရောက်လာတယ် ထားခဲ့လိုက်တာပေါ့အကြောင်းချင်းနိုင်ငံတကာကနေလာတဲ့ဟာကျွန်တော်တို့ရှင်းပြလို့လေအဲဒါကြောင့်ကလေးတွေမြင်ဘူးလေမြင်ဘူးအောင်စာအုပ်ဒီဒီမှာမြင်ရမ်းများတယ်လေများတဲ့ခါကျတော့စာအုပ်တွေကိုဒီကစာအုပ်အစုံပေါ့နော်ဘာတွေရှိရလဲသိကြရရပါဘူးလေလိုက်တာအဲ့ဒီစာအုပ်တင်မကိုအော်တိုဘားလ3ရက်နေ့ကနေ14ရက်နေ့ထိစိုက်ကပ်ထားမှဖြစ်ပြီးတနင်္လာနေ့မှစနေနေ့အထိမနက်7:00နာရီမှညနေ6:00နာရီ ။တနင်္ဂနွေနေ့မှနေ့လယ်တနာရီမှညနေ6နာရီအထိဝင်ကြီးအခမဲနဲ့ပြတ်တာသွားမှာဖြစ်ပါတယ်။အဲ့လောကဆော့ဆော့အုပ်သင်းပေါ်မှာစောက်ပြဝဲများရောင်းချခြင်းဖြင့်မှတ်တမ်းရုပ်ရှင်ဇာတ်လမ်းတွေကလေးတွေအတွက်ပျော်ရွှင်စရာအစီအစဉ်များနဲ့ကော်ဖီဆိုင်များလည်းပါဝင်ပါတယ်။ရန်ကုန် Runway Gate Collection Showcase Stand ဖြော်ပြပွဲကိုအော်တိုဘာလနေ့ရက်နေ့မှာရန်ကုန်မြို့မိုင်တာကွင်းမှာပြုလုပ်မှာဖြစ်ပါတယ်။ အဲဒီပြောပေးပွဲကိုကမ္ဘာကျော်သင်းတန်ရှင်ရှောက်ကင်စတန်ဇမ်ဘီနဲ့ယာနာကီကူဂျပန်သင်းတန်ရှင်အဖွဲ့တို့ကပါဝင်ဖျော်ဖြေမှာဖြစ်ပါတယ်ပါဝင်ချုပ်ပြင်းတဲ့လူကြီးဆိုတော့ရှောင်းကင်းစတန်နဲ့ဆန်တို့ဟာမြန်မာနိုင်ငံကိုအော်တိုဘားလ၂ရက်နေ့ညပိုင်းကရောက်ရှိခဲ့ပါတယ်။ မြမပြည်ကိုရောက်ရှိလာတဲ့တေးသက်ရှင်ရှောင်းကင်းစတန်နဲ့ဆန်ပြီးတော့ဟာသူတို့အနေနဲ့ပထမဆုံးလာရောက်တာဖြစ်ပြီးဒီနိုင်ငံမှာထောက်ပြဖို့နဲ့ပြည်သူတွေကိုခေါ်အားတွေပေးဖို့ဖြစ်ပြီးသူတို့အနေနဲ့ထောက်ပြဖို့အစိုးရရှိလို့ပြောထောက်ပြပွဲကိုလာခဲ့တာကိုဖိတ်ခေါ်တယ်လို့ပြောခဲ့ပါတယ်ထောက်ပြပွဲမှာမြမတေးသက်ရှင်ဆန်လူရင်းနဲ့အမုံလို့လည်းပါဝင်သွားဖြစ်ပါတယ် Get ready to turn up. Have a great time. I can't wait to Let's see y'all. Let's go. Let's turn up. Have a good time, man. Life is short, man. Make sure you get the tickets and come through. It's gonna be amazing. ဆော်ပြေပွဲကိုရေလေးပြန်နဲ့ထူထောင်ရေးဇံဘုံဝင်ပွဲဖြစ်ပြုလုပ်တာဖြစ်ပြီးပွဲကရရှိလာမဲ့အကျိုးမြတ်တွေရဲ့တရားရဟန်းတော်ကိုရေပြင်းနဲ့ပြည်သူတွေရဲ့ပြည်နယ်ထူထောင်ရေးလုပ်ငန်းတွေကိုလှူဒန်းသွားမယ်လို့သိရပါတယ်။တေသက်ရှင်ရှောင်းကင်းစတန်နဲ့ဆက်ပြီးတော့ဆော်ပြေပွဲတို့မြန်မာနိုင်ငံကိုလာရောက်ရင်သူတို့ရဲ့ music video ကိုမြန်မာနိုင်ငံမှာအမတ်တရရိုက်ကူးဖို့ရှိပါတယ်။အဲ့ဒီ music video ကို Living Sound Entertainment ကပိုဂျော်မရာက writer ဖြစ်ပုံဖော်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ music video ကိုရန်ကုန်မြို့တွင်ရှိ Karawake Kanor ji ဥယျာဉ်နဲ့တခြားအထင်ကရနေရာများပြင်ပုဂံမြို့မှာလည်းတွားရောက်ရိုက်ကူးမှာဖြစ်တယ်လို့သိရပါတယ်။ဒီစဉ်ထူးခြားတဲ့သတင်းတွေကိုချိန်ညက်တပြင်းညီတင်ဆက်ပေးနေတဲ့ Level Up TV ရဲ့သတင်းစီစဉ်ပုံမှန်ဆက်ကိုပုံမှန်ဆက်ချစ်တို့နဲ့တရားဆွဲဆိုခံခဲ့ရတာဖြစ်ပြီးအခုလိုထောင်နံတွေချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။တရားတွင်ထူးခြားသတင်းတွေကိုစူးစီးတင်ပြတဲ့ Level Up TV ရဲ့နေ့စဉ်သတင်းစီစဉ် တင်းလာနေမှာတော့ Facebook လူမှုကွန်ရက်တွေမှာလူကြိုက်များနေတဲ့အကြောင်းအရာတွေကို တင်ဆက်ပေးနေတဲ့ Facebook Tiger ဒုတ်သံစီစဉ်တပတ်တွင်းကျင်းပခဲ့တဲ့ခန်းသားစီစဉ်တွေလှုပ်ရှားမှုအကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ Inside မြန်မာရုပ်သံစီစဉ်ကိုတော့အင်ကာနေမှာတင်ဆက်ပေးနေပါတယ်ဗုဒ္ဓဟူးနေ့မှာတော့ထင်ရှားတဲ့ပုံကိုယ်တွေအမှုပညာရှင်တွေနေပေတကူမှာကျွမ်းကျင်တဲ့သူတွေရဲ့အကြောင်းကိုမင်းမြန်းတင်ဆက်ပေးနေတဲ့မိသက်ပါဆန်ရုပ်သံစီစဉ် နောက်ဆုံးပေါ်နီးပညာတွေကိုတင်ဆက်ပေးနေတဲ့ Beyond Technology နဲ့ Public Voice ရုပ်သံအစီအစဉ်ကိုတော့ကြာသာပတင်းနေမှာကြည့်ရှုရမှာပါ။တောက်ကြနေမှာတော့ဂျပန်တွင်းဖြစ်ပွားခဲ့တဲ့မူကင်းဖြစ်ရပ်တွေကိုသုံးသပ်တင်ပြပေးနေတဲ့ Crime Report ရုပ်သံအစီအစဉ်။တနင်္လာနေ့အတွက်ဂျပန်တွင်းဘောလုံးပွဲပွဲစဉ်တွေကြောင်းကျယ်ပြန့်စွာသုံးသပ်တင်ပြထားတဲ့ Football Talk Show ရုပ်သံအစီအစဉ်နဲ့ နှစ်ပတ်တကြိမ်စနေနေ့မှာတင်ဆက်မယ်ရုပ်သံသတင်းမှတ်တမ်းအစီအစဉ်ပြည်တွင်းမှာလက်လောဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေကိုသက်ဆိုင်ရာကြွမ်းကျင်သူတွေနဲ့နိုင်နိုင်ချွတ်ချွတ်မေးမြန်းထားတဲ့ exclusive interview ရုပ်သံအစီအစဉ်နဲ့လာမယ့်ရွေးကောက်ပွဲမှာမဲပေးကြမယ့်သူတွေအတွက်မဲပညာပေးအစီအစဉ်ဖြစ်တဲ့ Lashim Top ရုပ်သံအစီအစဉ်တွေကိုတင်းနေနေ့မှာကြီးစုနိုင်ပါတယ် အကြောင်းအရာစုံလင်လာတဲ့ရုပ်တံစီစဉ်နေပြင်ထူးခြားစမ်းသပ်ပြီးရသမျိုးစုံတင်ဆက်ပေးမယ့်ရုပ်တံစီစဉ်ကောင်းများစွာကို11 web tv ကဆက်လက်တင်ဆက်သွား